အပိုင်း94ရဲ့အဆောက်မှာတော့အားလုံးကဂူရေကနေအောင်မြင်စွာပြန်ထွက်လာနိုင်ခဲ့တယ်။ Use Care အဖွဲ့ကိုမြင်ပြီးပျော်ရွှင်သွားကြပါလိမ့်။ဘူတန်ကတော့သမင်းရှေကြီးတွေဖြစ်နေတဲ့ Use Care ရဲ့ပုံစံကိုမမှတ်မိဘူးဖြစ်နေတာပါ။ဒါကြောင့်သူမကကိုင်တိုကိုမေးပြန်တော့လေကိုင်တိုကတွေးဝေနေခဲ့ချိန်ဂီကိုကတော့ Use Care ဆိုပြီးထားဝရာကြောင့်အားလုံးလည်းသမင်းရှေကြီးနဲ့လူက Use Care မမှတ်မိသွားကြပါလိမ့်။အဲ့ဒီအချိန်ဂီကိုကတော့ Use Care ကိုအားရပါးရပြေးဖတ်လိုက်ပါပြီ။နောက်ပြီးအခုလိုအသက်ရှင်လျက်နဲ့ပြန်လာနိုင်ခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းလေးပြောနေခဲ့ပါလိမ့်။ ဘူတန်တို့အုပ်စုကလည်းပဲအပြေးရောက်လာခဲ့ပြီးဝိုင်းကုန်ပြူပေးလိုက်ကြပါသည်ဘူတန်ကတော့အခုလိုမျိုးပြောင်းလဲသွားရအောင်အထိဘာရီဖြစ်ခဲ့တာလဲဆိုပြီးတော့ဆက်စုနေတာပါရာနာကီဆာဝါနဲ့ဂိုက်တိုတို့ကလည်းဒါကိုသိကျင်နေခဲ့ကြပြီအဲ့ဒီအချိန် use case ကတော့အားလုံးကိုနောက်မှအေးအေးဆေးဆေးရှင်းပြမှာဖြစ်တာကြောင့်ခေါင်းအေးထားဖို့အတွက်ပြောလိုက်ပါသည်အဲ့ဒီအချိန်3ရဲ့အနောက်ကိုအထူးကာကွယ်ရေးတပ်သားတွေကရောက်ချလာပါသည်ခေါင်းဆောင်ဖြစ်သူအိုတာခဲကတော့ကိုအမောင်ကိုရာမာရဲ့မိန့်ကိုမလိုက်နာခဲ့တဲ့အတွက်ခွင့်မလွတ်နိုင်တဲ့အပြင် use case ကိုပါရှင်းပြမှာဖြစ်ကြောင်းအသိပေးလာပါသည် ဒါကိုကြတော့ကုအာမကလည်းပဲသူ့အပြစ်ကိုသူဝိညာဉ်လောကရဲ့ပြန်ရောက်တဲ့အခါခံယူဖို့အသင့်မဲလို့ပြောလိုက်ပါရီဒါကိုဒေါသထွက်သွားရဲ့ use case ကတော့ပြဿနာလာရှာနေတဲ့ order gear ရဲ့အထူးကာကွယ်ရေးတပ်ဖွဲ့ကိုတတိရှိရင်သူနဲ့ရင်ဆိုင်တိုက်ခိုက်ဖို့အတွက်စိန်ခေါ်လိုက်ပါရီကိုမမကလေးပဲလူပုံလောကကေဖို့အတွက်အကောင်းဆုံးလုပ်ခဲ့တာကြောင့်ဘူတာခဲရိုးအုပ်စုကိုအမိန်နာခဲနဲ့ခွေးတွေလိုလာမလုပ်ဖို့အတွက်တတိပေးလိုက်ပါရီအဲဒီနောက်မှာတော့နှစ်ဖက်စလုံးရဲ့အခြေအနေတွေကတင်းမာလာကြပါပြီ ကြောင်မလားလို့၆လိုက်ပေမဲ့တကယ်ကြီးလုံးမဲ့ပုံစံပေါက်နေတဲ့ use ကဲကြောင့် Otake တယောက်ချွေးပြန်သွားခဲ့ရပါတယ်။ဒါကြောင့် Otake ကသူတို့တာဝန်ကဥမင်လိုင်းကောင်းကိုပိတ်ဖို့အတွက်ပဲဖြစ်တာကြောင့်မလိုအပ်တဲ့တိုက်ပွဲတွေကိုဖြစ်စရာမလိုဘူးလို့ဆိုကာအလိမ္မာသုံးပြီးတော့ရှောင်ထွက်သွားခဲ့ပါတယ်။အထူးကဝေးတက်ဖွဲ့တွေပြန်ထွက်သွားချိန်မှာတော့ use ကဲကကိုဝမ်မာကိုတောင်းပန်နေခဲ့ပါတယ်။အကြောင်းရင်းကတော့ကူမာမာကသူ့ကိစ္စကိုဝင်ပါရင်ဝိညာဉ်လောကရဲ့ဥရှောင်ဖြစ်တဲ့ရာမရဲ့မိန့်ကိုပါလွန်ဆန်ခဲ့ရတယ်လို့ဖြစ်သွားပါပြီ။ဒါ့ဘသဘောပေါက်သွားတဲ့ကူမာမာကလည်း use case ကိုနားလည်အကြောင်းပြောလိုက်ပြီ ။အဲ့ဒီအချိန်နေမင်းကြီးကပြန်လဲထွက်ပေါ်လာပါသည်။ဒါကြောင့် use scale လဲပြဿနာတွေအကုန်လုံးပြီးစီးသွားပြီဖြစ်တာကြောင့်အားလုံးကိုအိမ်ပြန်မှုအတွက်ပြောကထွက်ခွာသွားပါတော့ရည်။အဲ့ဒီအချိန်တစ်ဖက်ကဒေါအုပ်ထဲမှာတော့ sniper တယောက်ဒေါက်တာကာမီယာနဲ့တွေ့ဆုံနေပါသည်။ sniper ကတော့ဒေါက်တာကာမီယာကိုထောင်ထဲကအတွေ့အကြုံတွေကိုမေးမြန်းနေတာပါ။ဒေါက်တာကတော့ထောင်ချနေစဉ်အတွင်းစိတ်ပြအားငယ်မှုတွေကိုခံစားခဲ့ရကြောင်းဝန်ခံလိုက်ပြီးအခုတော့သူကစိတ်သေးလူသေးနဲ့ပြန်လည်နေထိုင်နေပြီဖြစ်ကြောင်းပြောပြလိုက်ပါသည် နောက်ပြီးပဝင်းချင်းရဲ့အခြေအနေရဆိုရင်မကင်ချူပိုးကောင်နေလည်းမရှိတော့ပဲကြီးလေနေရကြောင်းစန်းစွေရှုံးနေသွားမှုကိုသိရှိလိုက်ကြရပါသည်အဲ့နောက်မှာတော့ခါမီယာကစနိုက်ပါရဲ့ဝမ်ဘိုက်ကဒဏ်ရာကိုညွှန်ပြလိုက်ပြီးအတော်လေးကံကောင်းတာပဲလို့ပြောနေတာပါဒါကိုကြောင့်မှစနိုက်ပါလေဟီတယောက်သူ့ကိုတမင်တက်တက်ကြီးအပြောက်ရှင်းထုတ်မသွားမှန်းကိုနားလေသဘောပေါက်သွားပါလိ။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ကစန်းဆွေလိုတံမာရီကောင်မျိုးတော်ရှုံးနေသွားပြီဖြစ်တာကြောင့်သူတို့ရဲ့အဆင့်တွေကိုသဘောပေါက်သွားခဲ့ကြပါလိ။ ဒါကြောင့်သူတို့ကသူတို့ရဲ့ဘဝတွေကိုကိုယ်ရှိုးပြီးတာမန်လူဘဝနဲ့ပဲဆက်လက်နေထိုင်သွားကြဖို့ဆုံးဖြတ်လိုက်ကြပါသည်။ခါမယောက်ကတော့သူကဒီအတိုင်းပဲရုပ်ဖြတ်ပြီးနေသွားမှာဖြစ်တာကြောင့်စနိုက်ပါကိုရောဗာဆက်လုံးမှလေးလို့မိပါသည်။စနိုက်ပါကအเจ้าမင်းဆက်တက်မှာဖြစ်ကြောင်းအပြေပြန်ပေးလိုက်ပါသည်။အဲဒီနောက်မှာတော့ခါမယောက်ကစနိုက်ပါကိုနှုတ်ဆက်ကနှစ်ယောက်သားလမ်းခွဲလိုက်ကြပါတော့သည်။နောက်တစ်ခါမှာတော့ယူစကဲတယောက်ထုံးစံတိုင်းเจ้าသားဘဝကိုတဝါကြီးပြန်လည်ခန်းစားနေပါသည်။ သူကចောင်းဝင်းရဲ့မျက်ခင်းမြင်ပေါ်မှာလဲလျောင်းနေပြီးအန်နီယယ်ရီကိုကြော်ဖြတ်ပြီးတဲ့နောက်ပိုင်းပုံမှန်ဘဝကိုပြန်ရောက်ရှိသွားတဲ့ခံစားမှုကိုဒစိမ့်စိမ့်တွေးနေတဲ့အဖြေထုတ်နေတာပါအဲ့ဒီအချိန်သူ့ရဲ့နောက်ကိုကူဝါဘာရာရောက်ရှိလာပြီးစီမန်နဲ့အာမာနီမာတို့ကစားစောင်းရရှိကြောင်းပြောလာပါသည်အခုဆိုရင်စီမန်နဲ့အာမာနီမာတို့လေသူတို့လိုပဲចောင်းသားဘဝကိုပြန်လဲရောက်ရှိနေကြပါပြီဒါပေမဲ့ကူဝါဘာရာကတော့ဆန်ဆွေကြောင့်စွမ်းအားတွေရရှိနေခဲ့ကြပြီးစီမန်နဲ့အာမာနီမာတို့နှစ်ယောက်ကနေ့စဉ်ဘဝမှာအသားကျကျနေထိုင်နိုင်မှုမလွယ်ကူကြောင်းရှင်းပြနေပါသည် ဒီလိုနဲ့အချိန်အားဖြင့်တပတ်ခန့်ကြာမြင့်သွားပြီဖြစ်ပြီးမြို့လေကောင်ရဲ့ဂိမ်းဆိုင်တစ်ခုမှာအာမာနီမာတယောက်ဂိမ်းဆော့နေပါရီကောင်လေးတစုကတော့သူတို့နဲ့လာပြီးအားကစားလုပ်ဖို့အတွက်အဖော်လာညှိနေတာပါအဲဒီနောက်မှာတော့သူတို့အားလုံးကဂိမ်းဆိုင်တွေကပြန်ထွက်လာကြပြီးမြို့ရဲ့လမ်းမတွေပေါ်မှာရှောက်သွားနေပါရီသူတို့ကအာမာနီမာကိုသူတို့ရဲ့အားကစားကလပ်ထဲကိုခေါ်နေခဲ့ပြီးမယ်အာမာနီမာကတော့ဂိမ်းမဲဆော့ခြင်းနေခဲ့ပါရီဘာလို့လဲဆိုတော့အာမာနီမာကအင်ကားမိဘတွေရဲ့ဂယူးဆိုင်မှုကိုမခံခဲ့ရတဲ့အတွက်သူကဂိမ်းကိုပဲအဖော်ပြနေခဲ့ရလို့ပါ ။ဒါကိုကြတော့ကလေးတွေကလည်းပဲသူတို့လည်းအထီးကျန်မှုကိုမလိုချင်တာကြောင့်အားကစားကိုရွေးချယ်ခဲ့တာဖြစ်ပြီးဂျပန်နိုင်ငံရဲ့မိသားစုတိုင်းမှာရှိတဲ့ကလေးတိုင်းနီးပါးကသူတို့နဲ့အတူတူဖြစ်တာကြောင့်စိတ်တက်မကြဘူးအားပေးလိုက်ပါရီ။အဲဒီနောက်မှာတော့အာမာနီမာကအားလုံးနဲ့အတူနှွေးထွေးတဲ့အပြုံးနေကိုစီနဲ့ရီမောပြစ်လိုက်ကြပါရီ။အဲဒီနောက်မှာတော့သူတို့အားလုံးဟာအာမာနီမာရဲ့အိမ်မှာဂိမ်းတူတူဆော့ဖို့အတွက်ထွက်သွားခဲ့ကြပါရီ။အဲဒီအချိန်ဒေါက်တာခါမီယာကလည်းပဲမြို့ရဲ့လမ်းမပေါ်မှာတယောက်တည်းရှောက်သွားနေပါရီ။ အဲ့လိုနဲ့အလိုရှိပိုစတာထုတ်ခံထားရတဲ့ရဲစခန်းတစ်ခုရှိကိုရောက်မှာတော့သူ့ရဲ့ပိုစတာကိုကြည့်ရင်သဘောကျနေတာပါ။ဒါကြောင့်ရဲကလည်းပဲတစ်ခုခုသိတာရှိရင်ပြောခဲ့ဖို့အတွက်ပြောတော့ခါမီယာကဘာမှပြန်မဖြစ်ပဲရီမောပြီးသားထွက်သွားခဲ့ပါလိမ့်။တကယ်တော့ဒေါက်တာခါမီယာကစိတ်ရောကအထူးကူဆရာဝန်တယောက်ဖြစ်ပြီးသူ့ရဲ့အစွမ်းကိုအသုံးပြုတာလူတွေကိုကူတာပေးရင်ပုံမှန်ဘဝလေးတစ်ခုကိုဖျက်ဆီးနေပြီပဲဖြစ်ပါလိမ့်။နောက်တစ်ခါမှတော့အသက်ခံလိုက်ရတဲ့ခွေးလေးတစ်ကောင်ရဲ့နောက်မှာစနိုက်ပါနဲ့ကောင်မလေးတစ်ယောက်ကရှိနေပါသေးတယ် ကောင်မလီကတော့တေဆုံးသွားတဲ့သူ့ရဲ့ခွေးလေးကိုကြည့်ပြီးဒါကစနိုက်ပါရဲ့အစွမ်းတွေတောင်မှတူတယ်ဆိုပြီးပြောနေတာပါအဲဒီနောက်မှာတော့ကောင်မလီကသူမရဲ့အစွမ်းကိုအသုံးပြုပြီးခွေးကလေးတရားချင်းရဲ့အကြောင်းရင်းကိုပြန်လည်ကြည့်ရှုနေပါလိတကယ်တော့ခွေးလေးကိုအထက်တန်းចောင်းသားတစုကဒူးရီနဲ့အပြင်းထန်ဝိုင်းဝန်းတိုက်ခတ်ခဲ့ကြတာပါ ဖြစ်စဉ်အကြောင်းအရအကုန်လုံးကိုမြင်လိုက်ရတဲ့ကောင်မလီလည်းစနိုက်ပါကိုသူမရဲ့အစွမ်းနေပေးကြည့်လိုက်ပြီးအဆုံးမှာတော့စနိုက်ပါကခွေးလေးကိုတတ်သွားတဲ့ចောင်းသားတွေကိုလိုက်ရှာဖို့ဆုံးဖြတ်လိုက်ပါလိ ်နောက်ပြီးအဲ့ဒီကောင်တွေကသူ့ရဲ့အတန်းလေးကကောင်တွေဖြစ်တာကြောင့်အမြန်ဆုံးပြီးတက်လိုက်မှဖြစ်တာမို့ညမဖြစ်သူကိုစိတ်မပူဖို့တက်ပြောကထွက်သွားပါတော့ဒီအဲ့ဒီအချိန်တစ်ဖက်မှာလေးပဲစီမန်းကိုဆရာဖြစ်သူကဝင်ဝင်ဆံမီပွဲတစ်ခုအတွက်ပြင်ဆင်ထားဖို့အတွက်ပြောလိုက်ပြီးအရင်လိုမဟုတ်ဘဲတက်ကြွလာတဲ့စီမန်းရဲ့ပုံစံကိုချီကျူးနေပါလိ။ဒါကိုကြတော့စီမန်းတယောက်အတော်လေးကိုမှပျော်ရွှင်သွားပါလိ။တစ်ဖက်မှာလေးပဲဂန်ခိုင်ကဂိုက်တိုရိုးအုပ်စုနဲ့နှုတ်ဆက်နေပါလိ။ ကန်ခိုင်ကတော့အားလုံးကိုပုံမှန်ဘွားကိုဖျက်တမ်းနေထိုင်နေပြီဖြစ်တာကြောင့်တက်နိုင်သမျှအစွမ်းတွေကိုအသုံးမပြုဘဲနေထိုင်သွားကြဖို့အတွက်ဆုံးမနေပါဘူး။ဒါကိုကြားတော့သူတို့အားလုံးလည်းကန်ခိုင်ရဲ့စကားကိုထောက်ခံခဲ့ကြပါသည်။အဲဒီနောက်မှာတော့သူတို့၃ယောက်လည်းကန်ခိုင်တို့၃ယောက်ကိုနှုတ်ဆက်ပြီးထွက်ခွာသွားခဲ့ပါသည်။တစ်ဖက်မှာလည်းပဲတစ်ပင်အောင်မှာထိုင်နေတဲ့ဟီအီရဲ့နောက်ကိုခူရာမာကရောက်ရှိလာပါသည်။ဟီအီကတော့ဘလက်ချက်ပတာတိတ်ခွေကိုဂိုင်းပြီးခြေနဲ့နေတာပါ။ ခရမာကတော့အဲ့ဒီထဲမှာပါဝင်တဲ့အကြောင်းအရာတွေကကြီးစုသူအုံနောက်ကိုစေးနိုင်တဲ့စွမ်းရည်ရှိတာကြောင့်အတတ်နိုင်ဆုံးဖွင့်မကြည့်ဖို့အတွက်တတိပေးနေပါလိ။ဟီအင်းနဲ့ဒီမွန်လောကတွေကိုပြန်သွားခြင်းနဲ့ဆိုရင်တော့ဒီတိတ်ခွေကိုဝိညာဉ်လောကနဲ့အပေးယူတတ်တတ်အဖြစ်ပဲအသုံးပြုတဲ့ကြောင်းအကြံပေးလိုက်ပါလိ။ဒါပေမဲ့ဟီကတော့တိတ်ခွေကိုလေပေါ်ကိုမြှောက်ပြလိုက်ပြီးသူ့ရဲ့ဓာတ်ကိုအသုံးပြုကအပိုင်းပိုင်းဖြစ်အောင်ခုတ်ပြီးဖျက်ဆီးပြလိုက်ပါလိ။အဲ့ဒီအချိန်အီဆူကီကတော့သူ့ရဲ့ကိုပိုင်နေမိတဲ့မှာဇန်ဆွေရဲ့အလောင်းကိုဖတ်ရင်စကားတွေပြောနေပါလိ။ ပြီးတော့ဒီကဆန်းဆွေကိုဘယ်သူမှလာမနောက်ရှက်နိုင်တော့ကြောင်းဒီအကရန်ကြီးထဲမှာပဲအချိန်မောင်းနန်းနာများစွာအတူတူနေထိုင်ကြဖို့အတွက်ပြောရင်ပျောက်ကွယ်သွားပါတော့ဒီတဖက်ကဝိညာဉ်လောကတွေမှာတော့တခင်ကြီးရာမစီကိုအိုတာခဲကလာရောက်တဲ့ရင်ပုံနေပါလိအိုတာခဲကကူအမာကိုအပြစ်ပေးဖို့ပြောနေပေမယ့်ရာမကတော့နောက်မှဆိုပြီးပြောလိုက်ကကူအမာစီကအစီရင်ခံစာစာရွက်ကိုလေထဲကိုလွှတ်ပြစ်လိုက်ပါလိနောက်တစ်ခါမှာတော့ကူဝါဘာရာတရားကိုကေကူရိုရှိရာစီကိုရောက်ရှိလာပြီးယူစကဲရှိမဲ့နေရာကိုလည်းအသေးအံမေးမြန်းနေပါလိ ဂီကူကတခုခုဖြစ်နေပြီလို့ထင်နေခဲ့ပေမယ့်တကယ်တော့ကူဘာပါရာကသူ့ရဲ့တင်ရှာစာအုပ်ကိုငါပြီပြန်မပြီးတဲ့အတွက်နောက်တန်းချိန်အတွက်ဒုက္ခရောက်နေတာပါဒါကြောင့်ဂီကူကအခေါင်းမိုးဘော်ကိုသွားရှာဖို့အတွက်ပြောတော့ကူဘာပါရာလည်းကျေးဇူးတင်ပြီးဒုံဆိုင်လိုက်ချသွားပါသည်ဒါပေမဲ့အခေါင်းမိုးဘော်ရောက်ပြန်တော့လဲယူစကေးကိုမတွေ့ဖြစ်နေပြန်ပါသည်ဒါကြောင့်ကူဘာပါရာလည်းဂီကူစီကိုပြန်လာခဲ့ပြီးတင်ရှာစာအုပ်ငါပြီဖို့အတွက်တောင်းဆိုနေခဲ့ချိန်ယူစကေးကတော့ဆန်ဆွေနဲ့တိုက်ပွဲတုန်းကအချိန်တွေကိုပြန်လည်မြင်ရောက်နေပါသည် စန်းစွီကိုအနိုင်ယူခဲ့တယ်ဆိုပေမဲ့ဒီမိုကင်းရဲ့ထိန်းချုပ်မှုကြောင့်အသာစီးရရှိခဲ့တဲ့အပေါ် USK ကမတရားသလိုခံစားနေရပါသည်။အဲဒီနောက်မှာတော့ USK ကဒီမိုကင်းရဲ့အာနာဇက်အောက်ကနေလွတ်မြောက်ဖို့အတွက်နီလန်းကိုစဉ်းစားရင်းအကြက်ရိုက်နေခဲ့ကဇက်လန်းလေးကလည်းဒီမာရီမဲ့တခန်းရက်လို့သွားခဲ့ပြန်ပါသည်။ဒါကတော့ Yuhaku Show ရဲ့အပိုင်း94ပဲဖြစ်ပြီး Channel အပိုင်းတွေကိုလည်းဆက်လက်ကြည့်ရှုကြနေဆိုရင်တော့ Channel လေးကို Like and Subscribe ပြုလုပ်ထားကြဖို့အတွက်ပရိသတ်တွေကိုတောင်းဆိုကြပါသည်။ကျွန်တော်ကတော့အားလုံးချစ်တဲ့ရွှေရိုးပါ။